နိုင်ပေါင်း20နဲ့56မိနစ်ကြာမယမနာဇက်တိုက်ရေကူးခရပြီးတဲ့နောက်ဆိုင်မွန်ဟောလီဒေးတယောက် Disneyland စိတ်ခံတရားပေါ်မှာဖတ်တွေ့တက်လာပြီးသူဟာဒူးတွေညွတ်ခွေကြလို့နီနီ အထိအလွန်မောပန်းလို့နေပါတယ်။သူဟာပြည်တဲ့ရေကူးသမားတယောက်ဖြစ်ပြီးတော့ကြမ်းတမ်းတဲ့ရေလိုင်းတန်တွေပြင်းထန်တဲ့ရေစီးကြောင်းတွေခြေထောက်ကျွတ်တက်မှုစတဲ့အခက်ခဲတွေကိုအန်တုကြော်ဖြတ်ရင်းအခုကမှတော့65ကီလိုမီတာ မိုင်အားဖြင့်40မိုင်ကျော်အကွာအဝေးရှိတဲ့ခရီးရှင်အဖြစ်ဟောင်ကောင်ရဲ့အကြီးဆုံးလန်တွာကို ရေချောင်းနဲ့ပတ်တဲ့ပထမဆုံးပုဂ္ဂိုလ်ဖြစ်လာပါတယ်။အသက်46နှစ်ရှိပြီဖြစ်တဲ့ဆိုင်းမွန်ရဲ့နောက်ခက်လန်လန်ပါလာတဲ့သူတွေကတော့ American ရေကူးသမားအတီဟု ဖြစ်ပြီး သူကလည်း22နာရီနဲ့28မိနစ်ကြာခရီးရှင်ကိုရေကူးဖြတ်တန်းပြီးနောက်၆သွေးတဲ့မြေပြင်ပေါ်မှာပထမဆုံးခြေချတဲ့အချိန်မှာမျက်နှာမှာပြုံးပန်းဝေလို့နေပါတယ်။ မောလုံးလို့ယူချင်တယ်လို့လို့တော့ဖြစ်မိတယ်လို့အသက်50နှစ်ရှိပြီဖြစ်တဲ့ဟူက AFP ကိုပြောပါရယ်အဲ့ဒီရေကူးသမားနှစ်ယောက်ကတော့တတိယမြောက်ရေကူးသမားဖြစ်တဲ့ Brad Cruz နဲ့အတူ November 20ရက်မွန်လွဲ2နာရီလောက်မှာသူတို့ရဲ့စွန်စားခံခရီးကိုစောက်ဖွင့်ခဲ့ကြတာပါသူတို့နဲ့အတူကရက်လေ30ရွက်လေ30အပါအဝင်ရေရင်စုငယ်တစုကအတူချန်ရန်လိုက်ပါပြခဲ့ပြီးတော့ AFP ကလည်းဒီစွန်စားခန်းကိုမှတ်တမ်းယူဖို့အတူပူးပေါင်းလိုက်ပါခဲ့ပါတယ်။ 45မိနစ်ကြာတိုင်းသူတို့ရေကူးသမား3ယောက်ကိုကရက်လီဘော်ကလူတွေကအာကစားသုံးချဲကနေအစငပြောသီးတွေအကိုက်ခဲပျောက်ဆဲတွေအထိအစုံပါတဲ့အစားစာအထုပ်တထုပ်ပေးပါတယ်။သူတို့ရေကူးတဲ့မှတ်တမ်းကိုရယူဖို့လေလာစောင့်ကြည့်သူ2ယောက်လဲပါလာပြီးအဲ့ဒီမှတ်တမ်းကိုတော့ Marathon Swimmers Federation စီကိုပို့ဆောင်သွားမှာဖြစ်ပြီးအဲ့ဒီ Federation ကဒီစွမ်းဆောင်မှုကိုတရားဝင်အောင်ပြုလုပ်ပေးမှာဖြစ်ပါတယ်။သူတို့ဟာ rubber ဝတ်စုံတွေဝတ်မထားကြပါဘူး။ ခရီးရှည်ရေကူးမှုစီးမြင့်တဲ့အရာ20ဒီဂရီအထက်ပူနွေးတဲ့ရေပြင်မှာအဲ့ရမျိုးကိုဝတ်ခွင့်မပြုလို့ပဲဖြစ်ပါတယ်။ဆိုတော့အအေးတန်ကအကြီးဆုံးစိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ည7:00နာရီလောက်မှာတော့ရေကူးသမား3ယောက်အဖွဲ့ဟာရေကူးခရီးစဉ်ရဲ့ခက်ခဲဆုံးအပိုင်းကိုကြော်ဖြတ်ခဲ့ကြပြီးဒါကတော့ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးကျင်းမြောင်းတဲ့ရေလက်ကြောင်းကိုကြော်ဖြတ်ရတာပါ။ အဲ့ဒီအချိန်မှာ cruise ဟာကြွက်တက်လို့မချစ်တင်ခဲစတင်အော်ဟစ်ပြီးတော့ဘေးကင်းလုံခြုံရေးလှေဘော်ကိုချက်ချင်းဆွဲတင်ပြီးခဲ့ရပါတယ်။အဲ့ဒီနောက်သူဟာလှေဘော်မှာအအေးတန်ကြောက်ချမ်းလွန်းလို့တုံရင်လဲလျောင်းနေခဲ့ပြီးသူ့အတွက်တခြားရွေးချယ်စရာမရှိတော့ဘဲစွန်စားခန်းမှာဆက်မပါနိုင်တော့ဘဲအနားယူလိုက်ရပါတော့တယ်။ကျွန်တော်ကြောက်တခြားနှစ်ယောက်ကိုခရီးမတွင်စေအောင်ဖြစ်စေခဲ့တယ်လို့သူက AFP ကိုပြောပါတယ်။သူဟာပင်လယ်ပြင်မှာနှစ်ခါအမ်းမာသေးတယ်။စီစဉ်ပေါ်ထိန်းချောက်မှုရှိခဲ့ ခရုစက်မပါနိုင်တော့တဲ့အတွက်အဖွဲ့ဟာစပြီးတော့စိတ်သက်ကြခဲ့ပြီးသူတို့ရေကူးသမား၃ယောက်စလုံးအတူတူခရီးဆုံးအထိသွားဖို့အစီအစဉ်ထားတဲ့မူလအစီအစဉ်ပေါ်တက်ရောက်မှုတွေရှိခဲ့ပါတယ်။ Holiday ဟာအေးတန်ကြောင့်အပြင်းထန်ခံစားခဲ့ရပေမဲ့ဘာပဲဖြစ်ဖြစ်ရှေ့ကိုဥတီဆက်ကူးခဲ့တယ်လို့ဟူဟာလည်းဖြည်းဖြည်းမှန်မှန်အနောက်ကနေဆက်ပြီးတော့လိုက်ကူးသွားခဲ့ပါတယ်။ဘလောက်ပဲကောင်းတဲ့အစီအစဉ်ပဲဖြစ်ပါစေထင်မှတ်မထားတဲ့အရာတွေပေါ်လာရင်အစီအစဉ်အပေါ်ထိခိုက်စေတတ်ပါတယ်လို့ ရေကူသမားတွေအတွက်ရေချောင်းပြအဖြစ်ဆောင်ရွက်ပေးတဲ့စပတ်အရာရှိဟောင်းကင်မရွန်ဖာကူဇန်ကပြောပါရယ်ရေကူသမားတွေအနေနဲ့မနက်၂နာရီမတိုင်ခင်ဖန်လူဟာအပြားစောနေရာကိုရောက်ဖို့လိုပြီးတော့အဲ့လိုမှမဟုတ်ရင်တော့သူတို့ဟာရေစည်းကြောင်းတွေရဲ့ပုတ်ခတ်တွန်းထုတ်မှုကိုခံရနိုင်ပြီးလိုရာကိုမရောက်နိုင်ပေဖြစ်ပါလိမ့်မယ်လို့ဖာကူဇန်ကဆိုခဲ့ပါရယ် မူလအစီအစဉ်အရာကရက်လေ၃စီကရှေးထဲမှာရေကူးသမားတွေကိုအလှဲကြနဲ့တလှဲစီလိုက်ပါထောက်ကူပေးဖို့ဖြစ်ပေမဲ့ရေကူးသမားတွေတနေရာနဲ့တနေရာကွဲထွားတဲ့အချိန်မှာတော့ကရက်လေ၂စီကတောက်လျှောက်လိုက်ပါခဲ့ရတဲ့အတွက်ပင်ပန်းခဲ့ကြပါဗျ။နောက်ထပ်၈နာရီလောက်အကြာမှာတော့အခြေအနေတွေတိုးတက်လာပြီးသူတို့ဟာဖန်လူဝါကိုကြော်ဖြတ်နိုင်ခဲ့ပြီးတော့အဲ့ဒီအချိန်မှာနေကလည်းထွက်လာပြီးရေစီးကြောင်းတွေကသူတို့ကိုလိုရာခရီးစီပို့ပေးပါတော့တယ်။ ဟောလီဒေးရဲ့ဇနီးမက်ကီဟာသူ့ခင်မွန်းရဲ့အပိသက်ကြော်လွှားမှုအပိုင်းကိုဘေးကင်းလုံခြုံရေးလှေဘောကနေကြည့်ခဲ့ပြီးအဲဒီနောက်စိတ်ခံစရာဘောကဆင်းပြီးတော့ခင်မွန်းဖြစ်သူကိုပွေဖက်ကြိုဆိုခဲ့ပါရှင်။